တတပိသာသင်းကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါကုမရအောင်ပင်ဟောစရကဏကနေပြီးတော့73ရက်7လ2025မှ19ရက်7လ2025တပတ်တွင်တတပိသာသင်းများတွေတပတ်စာဟောပြောပေးသွားမှာဖြစ်ပါတယ်တတပိသာသင်းတွေဟာလုပ်ငန်းအပြောင်းအရွှေ့ဟောပြောလာနိုင်ပါတယ်အဝေးကိုရောက်တော့တဲ့အနေအထားမျိုးတွေကျင့်ပါဖြစ်ပါတယ်လုပ်ငန်းကတော့အလုပ်တွေမှာဟိုနားလဲရတဲ့အနေအထားမျိုးပုံပတ်တယ်ပေါ့နော် ဇာတုတုပ်ပြပြောင်းတာတို့လဆတုပ်ပြပြောင်းတာတို့အဲဒီအနေအထားမျိုးတွေဖြစ်ပေါ်မှာတို့ပြောချင်းဖြစ်ပါတယ်နော်အဲဒီလုပ်ငန်းကိုအကြောင်းပြုပြီးရောအဝေးသွားမယ်အနေအထားမျိုးတွေဖြစ်ပေါ်မယ်ကြီးကဲကူညီမဆောက်ပေါ်မယ်အေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းအုပ်လုပ်ငန်းအိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်လုပ်ငန်းတိတူချဲ့တဲ့ကိစ္စတွေမှာအောင်မြင်မယ်ခေးနဲ့ပတ်သက်ပြီးတော့ခေးစိမ်းနောက်ဆက်တွေကျုံမယ်ခေးသွားရေးလာရေးကိစ္စမှာမတင်မကျမုံစံမျိုးဖြစ်တတ်တယ်လို့ပြောချင်းဖြစ်ပါတယ်နော်နောက်လူမွေးကိစ္စရတွေကောင်းတယ်တာသမီတွေကောက်ခွာသွားတဲ့တာသမီတွေပြန်လဲရောက်လာနိုင်တယ် ရွှေကိစ္စထွက်နေတဲ့ရွှေတွေပြန်ဝင်မယ်နောက်တစ်ခုကငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းကိုအခက်အခဲဖြစ်နေတဲ့ကြားနေပြီးတော့မထင်မှတ်တဲ့နေရာကနေပြီးတော့ငွေတွေပြန်ဝင်လာနိုင်တယ်နော်ငွေကံတွေကောင်းလာမယ်ကားလုံးကကြောက်လုံးကနော်ကွန်ပျူတာလုံးကဒီလုံးကနေအားလုံးကောင်းတယ်နောက်တစ်ခုကမွေးမြူနဲ့ပတ်သက်တဲ့လုံးကနေလည်းကောင်းတယ်မြန်မာနိုင်ငံသားကိစ္စချက်တွေကောင်းတယ်အထယ်ထိတ်လုပ်ငန်းတွေကောင်းပါတယ်နော်နောက်တစ်ခုကမစ်စေပေါင်းနဲ့ကိုညီမဆောက်ပေါ်မယ် မြေဝင်ခင်းရှိတယ်ပွဲစားလုပ်ကနေအကျိုးအမြတ်ထွတ်ထွတ်မဲ့ရတတပတ်လို့ပြောမှာဖြစ်တယ်နောက်တစ်ခုကပညာသူပညာဆန်းနေရတတ်တယ်ဆရာကောင်းသမားကောင်းကိုကြီးမဆောက်ပေါ်မယ်နောက်တစ်ခုကဖုံးအရှောင်းဝယ်လုပ်ငန်းတွေအကျိုးပေးမယ်နောက်မိမိတို့ဖုံးလိုနေတယ်ဖုံးရချင်တယ်ဆိုလို့ရှိရင်ဖုံးဒီတပတ်ထဲမှာဖုံးနေရမှာဖြစ်ပါတယ်တချို့စင်ဖုံးလက်ဆောင်ရတာတွေကျွမ်းနိုင်တယ်ပေါ့နော်ဒါအရန်ကောင်းတဲ့ကလပ် ဒီထွင်းထိပေါက်ခင်းရှိရယ်၅ဆ၇ဆ၃ညဆ၅၃ညခွန်ပါတဲ့ခဏနေထို့ဟာနော်ဒီထိုးမှဖြစ်တယ်အဲ့တော့နောက်တစ်ခုကစီးပွားနဲ့ပတ်သက်ပြီးတော့လဲစီးပွားရေးကကောင်းတယ်စက်ပစီစာဘက်စာတာဒီလုပ်ငန်းတွေလည်းအလုံးကောင်းတယ်လို့ပြောမှဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့အခြေအနေလည်းကောင်းတယ်ကွဲကွာနေတဲ့အခြေအနေပြန်လဲရောက်လာမယ်ပေါင်းစည်းလာမယ်နော်အိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စရတွေရလာတယ်သူ့ရဲ့သူညှိနှိုင်းရင်းနဲ့နော်အောင်မြင်သွားမှဖြစ်ပါတယ်အဲ့တော့ ဒီအဲကျမကြီးနဲ့ပတ်သက်ပြီးတော့ဘောရုသားသမီးကျမကြီးကောင်းမယ်ဘာမှလုပ်ဆရာမလုပ်ဘူးနော်မိခင်လည်းကျမကြီးကောင်းတယ်ဖခင်လည်းကျမကြီးကောင်းတယ်ယရိယာလီနဲ့ဘာကြီးဆောင်ရွက်ထားမယ်ဆိုလို့ချင်းဒီပါပေါ့နော်ပေါင်မုံနိုဇန်းပေါင်မုံနိုဇန်းဖျားလူပါပေါင်မုံနိုဇန်းပေါ့နော်အဲ့တော့ပေါင်မုံနိုဇန်းကိုတက်နိုင်ရင်ငါးပကံခွဲပြီးလူပါငါးပကံလုံးလူနဲ့ငါးပကံလူပါနော် အာအစီရွက်ပကံ၅ချက်နဲ့လူသေးခြင်းနဲ့ပေါင်ပေါင်းနှိုးစားအောင်၅ပကံခွဲ၍၅ပကံဖျားလူဟာလူဟာဆူတော့မှာအစားအဖြစ်နော်အဝါရောင်ဖြူရောင်နှက်ရောင်ကျိုးပေးတယ်ကနားအဖြစ်ငါးခွန်ကျိုးပေးတယ်အနားအဖြစ်ငါးခွန်ကျိုးပေးတယ်တသာပရိနိတို့စနေတိတို့ဟာတသာပရိသတိရတွေနေကောင်းနေမဖြစ်ရတယ်ဒီတစ်ပတ်ထဲမှာတသာသိသတိအထူးကံကောင်းမယ်လို့ဟောပြောပေးလို့ရတယ်နော် တတပရိသတ်သမီးကိုလုံးတမြကဲနေမြအစီအပြေမဲ့ကိုလှုပ်တာရီအရာထင်မဲ့အောင်မြင်မှုရမယ်အဲလိုချင်တဲ့စိတ်ငယ်တဲ့ကိုရအောင်ပူပါလို့ထပ်မှန်ပြီးတော့ဟိုတရင်နဲ့ပတ်သက်ပြီးတော့ထပ်မှန်ပြီးတော့ဗောနော်ကောင်းတရင်နဲ့ခေါ်ပြောပြရလက်ရချင်းဖြစ်တယ်ဒါလေးရဗောနော်အဲ့တော့တတပရိသတ်သမီးကျွန်တော်မိတ်ဆွေများအားလုံးစိတ်ချမ်းသာခြင်းကိုကျေးဇူးတင်ပါခင်ဗျာပြည့်စုံကြပါခင်ဗျာဟုတ်ကြတာပြီကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ ကုမုတ်တရာအောင်ဘေရဟောစရန်ကနာကနေပြီးရော73ရက်7/2025မှ76ရက်7/2025တပတ်တွင်တောက်ကြသတိများတွင်ဟောပြောပေးတတ်မှာဖြစ်ပါတယ်။တောက်ကြသတိများလုပ်ငန်းသစ်လုပ်ငန်းဟောင်းနှိမ့်မှုနှစ်စားလုပ်ခဲ့ရမှာဖြစ်တယ်။နောက်နောက်လုပ်ငန်းလုပ်ငန်းနဲ့ပတ်သက်ပြီးရောခီးသွားတဲ့ကိစ္စတွေလည်းအကျိုးပေးမယ်။ကြီးရတဲ့ကုညီမဆောက်ပေါ်မယ်။နောက်ဥသိအင်တီတွေရခင်ရှိတယ်။အင်မြင်ဆောက်ခင်းနဲ့အောင်မြင်မယ်။အေဂျင့်လုပ်ငန်းအွန်လိုင်းလုပ်ငန်းအုပ်လုပ်ငန်းအိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စတွေအထူးပေး အကျိုးပေးအောင်မြင်မှာဖြစ်တယ်။နောက်ကုံလောင်တဲ့ကိစ္စတွေအရှင်းပြမယ်နော်။ကုံနဲ့ပတ်သက်ပြီးတော့လောင်ထားတဲ့ကိစ္စတွေအရှင်းပြမယ်အကျိုးပြမယ်။လောင်ထားတဲ့ကုံတွေထုတ်မယ်ဆိုတော့ရှင်အကျိုးမြတ်ရရှိမယ်လို့ပြောမှာဖြစ်ပါတယ်နော်။လူစီမှာကုံတစ်တွေတူလောင်မယ်ဆိုရင်လည်းအကျိုးမြတ်နောက်တစ်ချိန်မှာရရှိလာမှာဖြစ်တယ်။အေးကောင်းနေသွားရမယ်။အေးသွားတဲ့ကိစ္စတွေမှာလည်းအကျိုးပေးအောင်မြင်မှာဖြစ်တယ်။နော်အိမ်မှာသွတ်တန်တစ်တွေဝယ်မယ်အတိအနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကျိုးပေးမယ်။ ထိသွားလုပ်ငန်းတွေကျိုးပေးမယ်။တူရစင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကျိုးပေးမယ်။ဟိုတယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေကျိုးပေးမှာဖြစ်တယ်။လူမွေးကိစ္စရပ်တွေလည်းကောင်းပါတယ်။သာသမီကိစ္စရပ်တွေလည်းအနှဲငယ်ပူပန်ဆရာလေးကျုံမိမဲ့ဘာမှစွန့်စားမရှိပါဘူးနော်။နောက်တစ်ခုကငွေကန်တွေကောင်းမယ်။ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စကားလုပ်ငန်း၊ကျောက်လုပ်ငန်း၊ကွန်ပျူတာလုပ်ငန်းဒီလုပ်ငန်းတွေကျိုးပေးအောင်များဖြစ်တယ်။ထွက်တဲ့ငွေတွေဝင်လာမှာဖြစ်တယ်နော်။နောက်တစ်ခုကလူမှုကြမ်းနဲ့ပတ်သက်တာလေးသတိထားမှာဖြစ်တယ်။လူမှုကြမ်းနိုင်ငံကြမ်းနဲ့ပတ်သက်ပြီးတော့အနောက်ရှက်ပြဿနာလေးတွေကျုံရနိုင်တယ်။မီလျက်စစ်ဒုက္ခပြတတ်တယ်။ မိလျက်စစ်ဒုက္ခပိတတ်ပါတယ်။နောက်မိတ်ဆွေပေါင်းနဲ့ကိုညီမစားဖို့ပေါ့မယ်။ခွက်ခွာတဲ့မိတ်ဆွေရင်းနေတဲ့မိတ်ဆွေတွေရောက်လာမယ်။ကိုအကျိုးပြုမဲ့မိတ်ဆွေတွေဒီတစ်ပတ်ထဲမှာရောက်လာမှာဖြစ်တယ်။ပညာရေးကိစ္စရပ်တွေကောင်းတယ်။နောက်ပွဲစားလုပ်ငန်းတွေကောင်းတယ်။မြေလုပ်ငန်း၊ပွဲစားလုပ်ငန်း၊ခုံရောက်ဝယ်လုပ်ငန်းတွေအဆင်ပြေကျိုးပြီးမှဖြစ်ပါတယ်နော်။ပညာတို့ပညာဆန်းတွေရတတ်တယ်။သင်တန်းတက်ရတဲ့အခါကြီးလည်းအဆင်ပြေအောင်မြင်မယ်။သင်တန်းတွေလည်းပါတယ်၊တက်ရတာပါတယ်။ဒီဘက်နဲ့ပတ်သက်ပြီးတော့ကိုကလက်ရှိလုပ်နေတဲ့လုပ်ငန်းတွေမှာ စီးပွားရေးတခုပဲအောင်ဆိုင်ပြီးတော့နော်အဲဘယ်လိုကောင်းလဲဆိုတော့ဒေါသနောက်ကို မလိုက်ဖို့နော်အဲနောက်ဒေါသဘက်ကိုမထားဖို့လောဘနဲ့ဒေါသကိုထိတ်ချုပ်ရင်စီးပွားရေးကောင်းမှာဖြစ်ပါတယ်ဆက်ပစီနဲ့ပတ်သက်လို့ရှင်ထိခဲမွေကျုံရတတ်တယ်နော်စာထုတ်နဲ့ပတ်သက်ပြီးတော့စကားများကြလေဖြစ်တတ်တယ်အဲ့တော့ဇရိယာအနေနဲ့ဘာကြီးဆောင်ထားမလဲဆိုရင်အဲဇရိယာမပြည့်ခင်မှာလူငယ်နဲ့ပတ်သက်တဲ့အခြေရေးကိစ္စတွေကောင်းတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးလည်းကောင်းတယ် ။တမိုင်းနဲ့ပတ်သက်ပြီးတော့လည်းတောက်ချသားသမီးတွေဘာမှလုပ်ဆရာမလို့တောက်ချသားသမီးတွေလည်းဒီပတ်ထဲမှာကိုယ်လှုပ်ရမဲ့လုပ်ငန်းခွင်ထဲမှာအာရုံဆိုင်ဒိဋ္ဌာမန်ကဒေါတာနဲ့လောဘကိုသတိထားမယ်။သူတစ်ပါးချားမှာဟိုဝန်ကူညီပေးလိုက်တဲ့အတွက်အခုမှအမှုပတ်သက်တယ်ပြဿနာတက်တတ်တယ်စေဝန်စီကနေကြုံရတတ်တယ်ဒါကိုပြောချင်းဖြစ်တယ်နော်။နောက်တစ်ခုကဒီအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်၊ချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းတယ်၊ချမိုက်လည်းကောင်းတယ်၊မိခင်နဲ့ချမိုက်ကောင်းတယ်၊ဖခင်နဲ့ချမိုက်ကောင်းတယ်အကုန်ကောင်းတယ်။အဲဒီတော့ စနေကျိုးလေးရောက်တာကဘာမှစွန့်စားမရှိဘူးเนาะခြေရေအားနေနဲ့ဘာကြီးစွန့်ထားမယ်ဆိုလို့ရှင်စနေနေ့ညမှာအဝေါင်းစုံဝေးပါနောက်နေ့မှာရှင်းမြှောက်လိုက်ပါအာတန်နိုင်ငံလို့ပြောပြရှင်းမြှောက်လိုက်เนาะအဲဖရားမှာတပြေး20တညွဲ့အုံး6ညွဲ့အသီးအနံနော်အသီးအနံတမျိုးမျိုးနော်အသီးအနံတမျိုးမျိုးတွဲ၍တွဲ၍ဖရားကိုလူကလူကဆုတောင်းပါအရဟံတိဋ္ဌိကာတာလေးအဆောင်ကာတာလေးတပတ်ထဲမှာဆောင်းထားပါအရဟံတိဋ္ဌိနော်အကြောင်းအားဖြင့် ရောင်ဆောင်အကွက်ကလေးတွေအပြာရောင်တွေအဲအရာဖြုတ်တော့အရာတွေအကျိုးပေးမယ်အနေရောင်အကျိုးပေးတယ်ခဏအပြင်6တက်ကျိုးပေးတယ်တောက်ကြနေတို့တနင်္ဂနွေနေ့တို့ကတောက်ကြသားသမီးများအတွက်နေတူးနေမြများပြကြပါတယ်ဒီနေ့တွေမှာကိုယ့်အရေးကြီးတဲ့သွားမဲ့ကိစ္စတွေလုံရင်အောင်မြင်တယ်လို့ပြောလိုက်ခြင်းဖြစ်ပါတယ်နော်တောက်ကြသားသမီးကျွန်တော်မိစင်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမခြင်းများပြည့်စုံကြပါစေခင်ဗျဇနီးသားသမီးကျွန်တော်မိစင်များအားလုံးမင်္ဂလာပါကုမ္မထအောင်ပေဟောဆရန်ကနကနေပြီးတော့ 73ရက်7လ2025မှ19ရက်7လ2025တပတ်တွင်ဟောပြောပြီးတော့မှဖြစ်ပါတယ်။စနေသားသမီးတွေဟာလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အစ်စ်ဟောင်းနော်လုပ်ငန်းတိုးချဲ့တဲ့ကိစ္စတွေလုပ်ငန်းစတင်မဲ့ကိစ္စမှာမြအားလုံးကောင်းတယ်လို့ပြောမှဖြစ်ပါတယ်။အဲဒါစနေသားသမီးတွေဒီဘက်ထဲမှာကြုံရရမဲ့ကိစ္စတွေကစဉ်းစားမနေတဲ့စေကုသမှာပေါ်လာထလို့အောင်မြင်ပါလိမ့်မယ်လို့ဟောပြောပေးလိုပါတယ်နော်။ကြီးကဲတဲ့ကုညီမဆောက်ပေါ်မယ်။နော်အွန်လိုင်းလုပ်ငန်းအင်ဂျင်လုပ်ငန်းတွေအကျိုးပေးအောင်မြင်မယ်။ အိုးလုံကအောက်လုံကနေအဆင်ပြေမယ်အဆောင်လုံကအင်ဂျင်နီယာလုံကနဲ့ပတ်သက်တဲ့ကိစ္စလေးအကျိုးပြီးအောင်မြင်မှာဖြစ်တယ်နောက်တစ်ခုကစီးပွားရေးနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းလေးတော့အထင်ကောက်လေးဖြစ်မယ်ဒုလိုလည်းပဲအောင်မြင်မယ်စာထုတ်စာဝတ်စာတမ်းအောင်မြင်မယ်နော်အင်္ဂါနဲ့ဖြစ်တဲ့စာစီစေစာစက်ပစ္စည်းအကျိုးဖြစ်ထွန်းမယ်နောက်မိတ်ဆွေပေါင်းနဲ့ကိုကြီးမဆောက်ပေါ်မယ်နော်မြေဝင်လာခြင်းရှိတယ်ဒီပထမမြေဝယ်ခြင်းနဲ့လူများဝယ်အကျိုးမြတ်ရှိမယ်မြေဝင်လဲစီးပွားရေးတက်မယ်နောက်တစ်ခုက ်မိတ်ဆွေပေါင်းနေနေကမိတ်ဆွေတစ်ကောမိတ်ဆွေဟောင်းရောအကုန်လုံးချိုးပေးမယ်နော်ကွဲစားလုပ်ငန်းတွေကောင်းတယ်ဖုံးအယောင်ဝယ်လုပ်ငန်းတွေကောင်းတယ်ဖုံးတွေဘာတွေရရှိခြင်းရှိတယ်နော်အပညာထုပညာစမ်းတွေရမယ်ဘာသာရေးလုပ်နိုင်လို့ရှင်ပို့ကောင်းပါတယ်ဆရာကောင်းသမားကောင်းကိုညီမဆောက်ပေါ့မယ်နော်အခုကလူမျိုးချားနိုင်ငံချားနဲ့ပတ်သက်တဲ့ကိစ္စတွေကောင်းမယ်လူမျိုးချားကိုညီမဆောက်ပေါ့မယ်ရဝေးရနိုင်ငံခြားနဲ့ပတ်သက်ပြီးလုံနေတဲ့ကိစ္စတွေအထူးအထူးအချို့ပေးအောင်မြင်မယ်လို့ဟောပြောပေးလိုပါတယ်နော် အထဲထဲလေးလုပ်ငန်းတွေကောင်းတယ်အရောင်းဝယ်တွေဖြစ်မယ်အဝတ်အထည်ဆိုင်တွေနိုင်ဆိုင်တွေနိုင်ပြင်ဆိုင်တွေဒါရဆအကုန်လုံးကောင်းတယ်လို့ပြောမှဖြစ်တယ်နောက်ငွေကြီးရတော့ထွက်ကလေးနဲ့ကျန်းလိုက်မယ်နော်အဲ့တော့ညမသုံးလေးညမဝင်လေးဆိုတဲ့ကိန်းပြန်ဖြစ်မှဖြစ်တယ်ကားလုပ်ငန်းကြောက်လုပ်ငန်းဈေးကွက်ပြတ်သွားလိမ့်မယ်နော်ဈေးကွက်ပြတ်တဲ့အနေထားမျိုးလေးကျွမ်းတက်တယ်ကြားရရနေပြီးတော့ငွေအလိန်ခါးတာမျိုးလေးကျွမ်းတက်တယ်သတိထားပါနော်လူမင်းနဲ့ပတ်သက်ပြီးတော့ကောင်း90 90ဖြစ်တယ် ာသမီနဲ့ပတ်သက်ပြီးရောဘာမှသားကြီးဆိုရင်စပူပင်စရာမလိုဘူးလို့ပြောချင်ပါတယ်နော်အာသာသမီနဲ့ပတ်သက်ပြီးရောနည်းနည်းပြောမကောင်းတာဆိုမကောင်းတာအထင်ကောက်လေးကြုံတာဒါမျိုးတော့ဖြစ်ပေါ်တတ်ပါတယ်နောက်ခီးနဲ့ပတ်သက်ပြီးရောခါသမီမှာတော့ခီးချောတယ်ခါသမီမှာခီးမချောဘူးပေါ့နော်အဲ့တော့ခီးကိစ္စတွေမှာလည်းအထင်ကောက်လေးတွေဖြစ်တယ်တေချာစီရာမှုစီစဉ်ပြီးမှခီးသွားတာအကောင်းဆုံးဖြစ်ပါတယ်နောက်လူငယ်နဲ့ပတ်သက်တဲ့အခြေအနေတွေလမ်းခွဲရတဲ့အနေအထားမျိုးဖြစ်ပေါ်တတ်တယ်အိမ်တော်ကြီးတွေရန်ကောင်းတယ် တဏိသာသမီးတွေချမ်းမကြီးဘာမှလုဆံမလို့ချမ်းမကြီးကောင်းတယ်နော်မိခင်ချမ်းမကြီးအနေနဲ့ညံ့တတ်တယ်ခြေတော်နဲ့ပတ်သက်တာသွားနဲ့ပတ်သက်တာချမ်းမကြီးညံ့တတ်ပါတယ်နော်အဲ့တော့ဇနီးများနဲ့ပတ်သက်လို့ရှင်နဲ့သွားနဲ့ပတ်သက်ပြီးရောဒုက္ခပိတတ်ပါတယ်အဲ့တော့ဖခင်လည်းချမ်းမကြီးကောင်းပါတယ်နော်တရားအနေနဲ့ဘာကြီးဆွဲထားမလဲဆိုလို့ရှင်ငါတို့ပေါင်မုတ်ငါးချက်ပေါင်မုတ်ငါးချက်ပေါ်မှာနော်ပေါင်မုတ်ငါးချက်ပေါ်မှာနွားတို့တစ်ခွက်တင်ပါပေါင်မုတ်ငါးချက် ပေါ်မှာနွားနုတ်ခွက်ကလေးတင်ပြီးအောင်ဖျောက်လို့ဟာလူကဆူတော့မှာနော်နောက်တစ်ခုကအကယ်၍ပေါင်မုံငါးပကံဆိုလို့ချင်းပေါင်မုံဟွာပေါ့နော်ပေါင်မုံငါးပကံတစ်ချက်ကတော့ကတပကံပဲဖြစ်ဖြစ်ပေါ့ပေါင်မုံငါးချက်နော်ငါးပကံဆိုပိုကောင်းတယ်နော်နွားနုတ်ကတစ်ခွက်ပေါ့နွားနုတ်ကတော့အာဗင်နာလေးပဲဖြစ်ဖြစ်တင်ထားလိုက်ပေါ့နော်အဲ့ပါပေါင်မုံငါးချက်နဲ့နွားနုတ်ကတွဲပြီးအောင်ဖျားလှူဝင်ပို့ပြီးကောင်းတယ် ပေါမောကငါးဘက်ကနေထည့်ပြီးတော့လှူနိုင်လို့ရှင်ပိုကောင်းတယ်လို့ပြောချင်ပါတယ်နော်အရေးအသက်ကိုကျွန်တော်ကဒီမှာပြေးလိုက်ခြင်းဖြစ်ပါတယ်ဒါတွေကကိုယ့်ရဲ့ကြံစီမှုလှုပ်ဆောင်မှုတွေအဖက်ဘက်ကနေပြီးတော့အောင်မြင်မှာဖြစ်တယ်နော်အဲ့တော့လူကဆိုတော့မှအယောင်အားဖြင့်အဝါရောင်အဖြူရောင်အနက်ရောင်ကျိုးပြီးတယ်ကနားအားဖြင့်၅၃ညကျိုးပြီးတယ်တတပရင်းတွေလို့စနေတွေကစနေသားသမီးများတွေနေလူနေမြများဖြစ်ကြပါလေနော် စနေသားသမီးကျွန်တော်မိတ်ဆွေများအားလုံး 所前请大家关注我们的名，必须加